ားလုံးမင်္ဂလာပါဒီနေ့ကတော့ဖာရောဘုရင်ရဲ့အိမ်မက်ကိုရောသက်ဘာသာပြန်ခြင်းပဲဖြစ်ပါတယ်ထို့နောက်နနစ်လွန်သောအခါဖာရောမင်းဒီအိမ်မက်ကိုမြင်မတီကမိမိဒီမျက်နှာ၌ရက်နေဤအစင်းလာ၍ဝါတော်နွားခုနကောင်တို့ဒီမြစ်ထဲကထွေ၍မျက်နှာမှာပေါတော်မျက်ပင်ကိုစားလက်နေကြ၏ထိုနွားတို့နောက်မှအစင်းမလပိန်သော နွားခုနကောင်တို့သည် မြစ်ထဲကထွက်၍အရင်နွားတို့အနား၌ကမ်းပေါ်မှရင့်နေကြ၏အစင်းမလပိန်သောနွားတို့သည်အစင်းလာ၍ဝါသောနွားခုနှစ်ကောင်တို့ကိုကိုက်စားကြ၏ဖာရောမင်းလည်းနိုးလေ၏တပံအိပ်ပြန်၍အိမက်ကိုမြင်မက်ပြန်ဒီကအလုံးကြီး၍ကောင်းသောစဘာခုနှစ်နံတို့သည်စဘာတပင်သေး၌ဖြစ်ကြ၏ထို့နောက်မှ အလုံးသေး၍ အရှိလေးဖြင့်ပြတော်ဇဘာခွနနန်တို့သည် ပေါကြ၏အလုံးသေးသောဇဘာခွနနန်တို့သည် အလုံးကြီး၍ကောင်းသောဇဘာခွနနန်တို့ကိုစားကြ၏ဖာရောမင်းလည်းနိုး၍အိမ်မက်ဖြစ်သည်ကိုတည်လေ၏နနက်အချိန်ရောက်သောအခါဖာရောမင်းသည်စိတ်ပူပန်၍အေဂရုဘေဒင်သက်ပညာရှိအပေါင်းတို့ကိုခေါ်၍အိမ်မက်တော်ကိုပြန်ကြားတော်မူ၏ထို့တော်လည်းရှေ့တော်၌အနတ်ကိုဖတ်နိုင်တော်သူတယောက်မျှမရှိထိုအခါဖလားတော်ဝင်ကဂျွန်တော်ဒီကိုအပြစ်ကိုယင်းနှင့်အောက်မဲ့ပါ၏ ။ဖာရောဘယံဒီကျွန်းတော်နဲ့စားတော်ဝင်ကိုအမျက်ထွက်၍ကိုယံတော်မိုးအိမ်၌ချုပ်ထားတော်မူသောအခါကျွန်းတော်တို့နှစ်ယောက်သည်အတီးအတီးမိမိတို့ကိုစီဆိုင်သောအနတ်နှင့်ပြည်ဆောင်သောအိမ်မက်ကိုတညချင်းတွင်မြင်မက်ကြပါ၏။ကျွန်းတော်တို့၌ကိုယံတော်မိုး၏ကျွန်း ဟေပြဲလူလင်တယောက်ရှိထိုးသူအားကျွန်းတော်တို့သည်ကြားပြော၍သူဒီအိမ်မက်အနက်ကိုဖတ်ပါ၏တယောက်စီမြင်မက်သည့်အတိုင်းဖတ်ပါ၏ဖတ်သည့်အတိုင်းလည်းမှန်ပါ၏ကျွန်းတော်သည်အရင်အရာကိုရပြန်၍စားတော်မူကဆွဲထားခြင်းကိုခံရပါသည်ဟုပြောလေ၏ ိုအခါဖာရောမင်းဒီလူကိုဇဲလို့ရရောတက်ကိုခေါ်တော့မို့ဤရောတက်ဒီထောင်ထဲကအလင်းအမြန်ထွက်ရ၍မုတ်စိတ်ညက်ချင်းအဝတ်လဲချင်းကို ပြုတ်ပြီးမှအထံတော်သို့ဝင်ရ၏ဖာရောမင်းကလည်းငါဒီအိမ်မက်ကိုမြင်မက်ပြီးအနတ်ကိုအဘဲသူမြတ်မဖတ်နိုင်ဒင်ဒီအိမ်မက်ကိုနားလေသောညံနဲ့အနတ်ဖတ်နိုင်ဒီကိုငါကြားရပြီဟုဆို၏ရောတက်ကလည်းကျွန်းတော်ဒီအလိုအရှောက်မတတ်နိုင်ပါဖယားသခင်ဒီမင်္ဂလာ အဖြေစကားကိုဖာရောဘုရင်အား ဘေးတော်မူပါစေတော်ဟုလျှောက်လေ၏ဖာရောမင်းကလည်းငါမြင်မက်ဒီမှာမျက်နှာ၌ငါရင့်နေ၏အစင်းလာ၍ဝါသောနွားခဏကောင်တို့သည်မြစ်ထဲကထွက်၍မျက်နှာမှာပေါက်သောမျက်ပင်ကို စားလက်နေကြ၏ထိုနွားတို့နောက်မှာအစင်းမလပင်ကျုံသောနွားခဏကောင်တို့သည်ထွက်လာကြ၏ထိုမြောက်အယုတ်ဆူသော နွားတို့ကိုအေဂရုပြီးတခြားလုံးတွေတခါမျမမြင်ရစဘူးအစင်းမလပိန်သောနွားတို့သည်ဝါသောအရင်နွားခုနှစ်ကောင်တို့ကိုကိုက်စားကြ၏စားပြီးသောနောက်စားမန်းကိုအဘဲသူမျှမတိရအရင်ကဲ့သို့အယုတ်ဆိုးသည်၏ငါလဲနိုး၏တဖန်ကမြင်မဲ့ပြန်ဒီကအလုံးကြီး၍ကောင်းသောစဘာခုနနာတို့သည်စဘာတပင်သေး၌ ဖြစ်ကြ၏ထို့နောက်မျိုးနွားလက် အလုံးသေး၍အရှိလေဖြင့်ပြတ်သောစဘာခုနနာတို့သည်ပေါကြ၏အလုံးသေးသောစဘာခုနနာတို့သည်ကောင်းသောစဘာခုနနာတို့ကိုစားကြ၏ထိုအိမ်မက်ကိုဘေးတင်တတ်သူအားငါကြားပြော၍အနတ်ကိုအဘဲသူမြမဖတ်နိုင်ဟုယောဒတ်အားပြောဆိုတော်မူ၏ယောဒတ်ကလည်းဖာရောဘုရင်မြင်မက်တော်မူသောအိမ်မက်ကတပါးတည်းဖြစ်ပါ၏ဖျားသခင်ပြုတ်လက်တန့်သော အမှုကိုဖာရောဘုရင်အားပြတော်မူပြီး ကောင်းသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏ကောင်းသောစဘာခုနှစ်နံတို့သည်လည်းခုနှစ်နှစ်ဖြစ်ပါ၏အိမ်မက်တော်ကတဘာရဲဖြစ်ပါ၏ထိုနွားတို့နောက်ထွက်လာသောနွားပိန်၍အယုတ်ဆိုးသောနွားခုနှစ်ကောင်တို့သည်ခုနှစ်နှစ်ဖြစ်ပါ၏အရှိလေဖြင့်ပြတ်သောစဘာဖြင့်ခုနှစ်နံတို့သည်လည်းအစာခေါင်းပါသောခုနှစ်နှစ်ဖြစ်ပါ၏ဖာရောဘုရင်အားကျွန်းတော်လျှောက်လို့သော အရာဟုမူကားဖျားသခင်ပြုလက်တန်သော အမှုကိုဖာရောဘုရင်အားပြတော်မူ၏ဧကရုပြည်တလျှောက်လုံးတွင်ဝါပြောသောခုနှစ်နှစ်ရှိလိမ့်မည်ထို့နောက်မှအစာခေါင်းပွားသောခုနှစ်နှစ်ပေါ်လာ၍ဧကရုပြည်၌အလုံးစုံသောဝါပြောခြင်းသည်တိမ်မြုပ်လက်အစာခေါင်းပွားခြင်းအပြင်တပြည်လုံးပြည့်စည်လိမ့်မည် အစာခေါင်းပွားခြင်းသည်အလွန်အားကြီးသောကြောင့်အရင်ဝါပြောခြင်း၏လက္ခဏာမထေရဖာရောဘုရင်သည်ထက်၍အိမ်မက်မြင်ရ ဒီအရာမှာထိုအမှုကိုဖျားသခင်မြေးမြန်ခိုက်ခန့်စေ၍အလင်းအမြန်စီရင်တော်မူလိုက်ပြီးဒို့ဖြစ်၍ဖာရောဘုရင်သည်ဉာဏ်ပညာနှင့်ပြည့်စုံသော သူကိုရွေးချယ်၍ဧကတုပြည်ကိုအုပ်စိုးစေတော်မူပါခံထားတော်မူသောသူဒီလေတပီလုံး၌အကြီးအကျယ်တို့ကိုခံထား၍ဝါပြောသောနှစ်ခုနှစ်ပလုံးတပီလုံးတွင်ငါသဖို့သဖို့ကောက်ယူကြပါစေထိုသူတို့သည်ဖြစ်လက်တန်သော မင်္ဂလာနှစ်တို့တွင်ရိတ်ခါရှိသည်မြကိုစူယုံ၍ဖာရောဘယံခြံတော်၌စဘာများကိုစီးဖူးကြပါစေမြို့များ၌လည်းရိတ်ခါကိုတူထားကြပါစေတို့ဖြစ်၍ဧကရုပြည်၌အစာခေါင်းပါသောခုနှစ်နှစ်ရောက်သောအခါပြည်သူပြည်သားစားစရာဖို့တူထားလက်ရှိနေ၍အစာခေါင်းပါသော ကာလတွင် ပြည်တော်မပြတ်ရဟုဖာရောဘရင်အားလျှောက်လေ၏ထို့သို့ယောသက်လျှောက်သောစကားကို ဖာရောမင်းအစရှိသောကျွန်းတော်မျိုးအပေါင်းတို့သည်နှစ်သက်ကြ၍ဖာရောမင်းကဖျားသခင်ဝိညာဉ်တော်ကိုရ၍ဤကဲ့သို့သောသူကိုအဘယ်မှရှာ၍တွေ့နိုင်မည်နည်းကျွန်းတော်မျိုးတို့အားမိန်တော်မူ၏ယောသန်အားလည်းဖျားသခင်သည်ဤအမှုအလုံးစုံတို့ကိုတင်အားပြတော်မူသည်ဖြစ်၍တင်ကဲ့သို့ဉာဏ်ပညာနှင့်ပြည့်စုံတော်သူမရှိတင်းဒီနန်းတော်အုပ် ဖြစ်ရမည်တင်ဤစကားအတိုင်းငါဤပြည်သားအပေါင်းတို့ကိုငါစီရင်စေမည်ရာဇပလင်အဖင့်တာငါသည်တင့်ထက်ကြီးမြတ်ညီဟုမိန်တော်မူ၏တပံကြည့်ပါအေဂရုပြည်တပြည်လုံးကိုတင်အုပ်စုစေခြင်းကငါခန့်ထားပြီဟုယောဒတ်အားမိန်တော်မူလက်လက်ဆွတော်ကိုချွတ်၍ယောဒတ်လက်၌ဆွတော်မူ၏ပိတ်ချောအဝတ်ကိုလည်းဝတ်စေ၍လေပင်၌ရွှေစလွဲကိုဆွဲပြီးလင်း ဒုဒိယယထာတော်ကိုစီးတော်မူ၏ပြေဝွင့်၍နေကြဟုသူရှေ့မှာဟစ်ကြ၏ထို့သူလည်းအေဂရုပြည်သည်လုံးကိုအုပ်ဆိုးဆဲတော်မူ၏ဖာရောမင်းကလည်းငါဒီဖာရောဘုရင်မ၏တို့ဖြစ်၍တင်၏အခွင့်မရှိလင်အေဂရုပြည်တလျှောက်လုံးတွင်အဘဲသူများမင်းမြင့်လက်ချေကိုမကြွရဟုမိန့်တော်မူ၏ဖာရောဘုရင်သည်လည်းအစာဖနာတာဖနာတဲဟုသောဘွဲနာမနှင့်ယောဒတ်ကိုချီးမြှောက်၍ဩနာမြို့၏ယက်ပရောဟိတ် ပေါတိဖေရ၏တမီအာဒနတ်နှင့်စုံဘက်စေတော်မူ၏ ထိုသူယောသတ်ဒီအေဂရုနိုင်ငံအုပ်အရာနဲ့အထံတော်ကထွက်လေ၏ယောဒတ်ဒီအေဂရုရှင်ဘီယံဖာရောမင်းဌာနအခွင့်ရသောအခါအသက်အနှစ်30ရှိသည်တည်းအထံတော်ကထွက်၍အေဂရုပြည်တစ်လျှောက်လုံးသို့သွားလေ၏ဝါပြောသောခုနှစ်ပတ်လုံး မြေအသီးအနှံတို့သည်အလုံးများပြားကြ၏ခုနှစ်နှစ်ပတ်လုံးဧကရုပြည်တွင် ရှိသမျှသောရစ်ခါကိုစုယုံ၍မြို့တို့၌တိုးထားလေ၏မြို့ပဝန်းကျင်လေတို့၌ရသောရစ်ခါကိုမြို့အသီးအသီးတို့တွင်တိုးထားလေ၏စဘာကူကသမုတ်တရသေးလုံးနှင့်အမျှအလုံးများစွာ စုထား၍မရေတွက်နိုင်အောင် များသောကြောင့်မရေတွက်ပဲနေသည် စာခေါင်းပါတော့နဲ့မရောက်မီယောဒတ်ဒီအောနာမျိုးရဲ့ရပ်ဘောဟိတ်ဘောဒီဖေရာရဲ့တမီအာဒနတ်တွေတားနှယောက်တို့ကိုမြင်ရ၏တားဦးကူကမာနာရှေအမည်ဖြင့်မေ့လေ၏အကြောင်းမွန်ကငါခံရသမျှတော့ပင်ပန်းချင်းနဲ့ငါအပ၏အင်သားအပေါင်းတို့ကိုငါအောက်မေ့ခြင်းကဘုရားသခင်ပြုတော်မူပြီဟုဆိုတည်းနောက်ရသောတားကူကအေဖရင်အမည်ဖြင့်မေ့လေ၏အကြောင်းမွန်ကဘုရားသခင်ဒီငါဆင်းရဲခံရသောပြေ၌ ငါကိုပွားများစေလိုမူပြီဟုဆိုသည်ထို့နောက်အေဂရုပြည်၌ဝါပြောသောခုနှစ်နှစ်ကုန်လေ၏ယောသပ်ပြောသည့်အတိုင်အစာခေါင်းပါသောနှစ်တို့သည်ရောက်ဆရှိထိုအခါခတ်သိမ့်သောပြည်တို့၌အစာခေါင်းပါခြင်းရှိတော်လေအေဂရုပြည်၌ဆန်စပါးရှိသည်၏နောက်တစ်ပိုင်းအေဂရုပြည်တို့ပြည်သားအပေါင်းတို့သည်မွတ်သိပ်သောအခါစားစရာကိုရပါမည်အကြောင်း ဖာရောမင်းထား၌ကြွေးကြော်ကြ၏ဖာရောမင်းကလည်းယောဒထံသို့သွားကြသူစီရင်တည်းအတိုင်းပြုကြဟုအေဂရုပြည်သူပြည်သားအပေါင်းတို့ကိုမိန့်တော်မူ၏မြေပြင်တစ်လျှောက်လုံး၌အစာခေါင်းပါသောအခါယောဒသည်ဇဝကြီးရှိသမျှတို့ကို ဖွင့်၍အေဂရုလူတို့အားရောင်းလေ၏ထိုအခါအေဂရုပြည်၌အစဉ်အတိုင်းအစာခေါင်းပါသည်ခတ်သိမ့်သောပြည်သူ၌လည်းအလွန်အစာခေါင်းပါသောကြောင့်အတိအတိသော ပြည်သားတို့သည်စဘာကိုဝေချင်းကဧကရုပြည်ယောဒတ်ထံ၌လာကြ၏အာမင်အားလုံးကိုဖခင်တခင်ကောင်းချီးပေးပါစေ။